2025မှာချိုးမွေးမရှိရှောက်လန်းနေတဲ့ဖလားလေးလုံးလိုင်းကြောင်းမော်ကဘာစီလိုနာဘာစီလိုနာတင်းဟာ2025ခုနှစ်အတွင်းရှင်းပိုင်ကစားခဲ့တဲ့ပြန်ပွဲစုံ23ပွဲမှာ19ပွဲနိုင်4ပွဲတည်းရိုက်လက်နဲ့မရိုက်မလဲဆက်လက်ချီတက်နေပါတယ်။ဂျာမန်လူမျိုးတိပြဟန်စီဖလစ်လက်ထက်မှာတားထွက်ကောင်းခဲ့ပြီးယာတီအလဲမှာရလက်ပိုင်းတွင်ရိုင်းနေခဲ့တဲ့ဘာစီလိုနာတင်းဟာ ဇန်နဝါရီကာလကြောင့်2025ခုနှစ်အတွင်းမှာတော့အချိန်ယုံကောင်းကောင်းနဲ့ဆက်လက်ချီတက်နေသည့်တိုင်မက်ရီယဲမက်ထရစ်အသင်းတက်လာလီဂါဖလားနဲ့ချန်ပီယံလိဖလားကိုလွှဲပြောင်းရယူဖို့အခြေအနေကောင်းနေပါတယ်။ဒီအရီစပိန်စူပါဖလားဆူကူရရှိထားတဲ့ဘာစီလိုနာအသင်းအနေနဲ့လာလီဂါမှာလက်ရှိချန်ပီယံရီယဲမက်ထရစ်ကိုလက်ကျန်ပွဲရှိပွဲကစားဖို့ကြံရှိနေချိန်မှာရမတ်လေးမက်ဖြတ်ဦးဆောင်နေပါတယ်။ဘာစီလိုနာအသင်းဟာစပိန်ဘရင်ဖလားပြိုင်ပွဲမှာလည်းဘိုလီဝဲတီတက်ရောက်နေပြီးဒီအေဗလာ26ရက်နေ့မှာရီယယ်မက်ထရစ်တင်းနဲ့အက်ကလစီကိုဘိုလူဘက်ကစားရမှာဖြစ်ပါတယ်။ဒါပြင်ချန်ပီယံလိမှာလည်းဆင်မီဖိုင်နယ်တက်ဖို့တည်ကြနေပြီ ဟူဆွဲဖို့ရေပန်းစားသုံးတင်ဖြစ်နေတာကြောင့်ဒီအာဒီမာဖလားလေးလုံးချန်ပီယံဖြစ်အောင်မွေးခံနိုင်မလားဆိုတာစက်ကြည့်ရမှာပါ။ဘာစီလိုနာတင်းဟာဟာဇီဖလစ်ကင်တွယ်နေတဲ့ဒီအာဒီချန်ပီယံလိပွဲစဉ်ဆက်တပွဲမှာ36ဂိုးအထိတွင်းယူထားပြီးတပွဲပြန်မှတွင်းကုန်းနှုန်းက3.6ဂိုးအထိရှိနေပါတယ်။ဒါကြောင့်ဟာဇီဖလစ်ဟာချန်ပီယံလိသမိုင်းမှာတပွဲပြန်မှဂိုးတွင်းနှုန်းအများဆုံးရယူထားနိုင်တဲ့နည်းပြအဖြစ်လည်းမှတ်တမ်းဝင်နေပါတယ်။ဘာစီလိုနာတင်းကိုပထမဆုံးကင်တွယ်ခဲ့တဲ့ယာဒီမာငွေကြေးထက်ခဲတွေကြားတဲ့ကနေလူငယ်ကစားသမားတစုနဲ့ရလက်ကောင်းတွေရအောင်ဆန်းဆောင်နိုင်ခဲ့တဲ့ဟန်စီဖလစ်အနေနဲ့ အောင်မြင်မှုဘလောက်ထိရယူပေးနိုင်မလဲဆိုတာကိုတော့ပြည်သက်တွေဆက်လက်ဆောင်ကြည့်ရမှာပါဒီမှာကျွန်တော်တို့ကတော့အမှားပဲဖြစ်ဖြစ်